ားလုံးပဲမင်္ဂလာပါအနွားဟေးရဲ့ Facebook နဲ့ YouTube Channel လေးကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့ည7:00နာရီခွဲအချိန်မှာတော့ကျွန်တော်တို့ရဲ့ချက်လာစွာသောဟောရီနေရာမှာရှိနေခဲ့တဲ့ Manchester United နဲ့ပေါ့နော် Black Cat ကြောင်နဲ့ပြီးတော့အခုမှတန်းတက်ထားတဲ့အသင်းဆိုပေမဲ့အဆင့်6မှာမိမ့်မိန့်ကြီးရက်တည်နေတဲ့ Sunderland ရဲ့ Premier League ပွဲစဉ်လေးရှိပါတယ် အဲ့တော့အဲ့ဒီပွဲစဉ်လေးကိုပွဲချုပ်ခံမဲ့သုံးသက်ချက်လောက်ရမယ်ဆိုရင်လက်ရှိ Manchester United အနေနဲ့ Sunderland ကိုတလုံးတရီဒါမှမဟုတ်တလုံးသွင်းအောင် ပြား20လောက်ရှုံးမဲ့กว่าဆိုတော့ဈေးပေးထားတာပဲဖြစ်ပါတယ်ပေါ့နော်အဲ့တော့အမှန်တမ်းပြောရမယ်ဆိုတော့လက်ရှိ Manchester United ရဲ့ပြနေတဲ့ခြေစွမ်း Manchester United ရဲ့လက်ရှိပြနေတဲ့ performance တွေအရာက ဘလုံးဘလုံးမပေါ့နော်ဒါဆန္ဒလန်းကိုတလုံးတည်ဆိုတဲ့ဂျေးပေးစရာအကြောင်းမရှိဘူးဒါတည်ကြည့်ပြား90နိုင်လို့ပြား60နိုင်လို့ပဲဖြစ်တင်တာပေါ့နော်ဒါပဲလက်ရှိကတော့တလုံးတည်ရေတလုံးကိုသွေးရတောင်မှပဲပြား20လောက်ရှုံးမယ်ဆိုတဲ့ JT ပေးထားတယ်။ဒါကလည်းဘာလို့လဲဆိုရင်လက်ရှိ Manchester United နေနဲ့ Maserati နေနဲ့ ပြန်ပါခြင်းတော့ပါမယ်မပါခြင်းလည်းမပါဘူးဆိုပေမဲ့အလယ်မှာကက်စမဲရိုဥကထင်းမိုင်နူဘရူနိုဖာနန်ဒက်နဲ့မေဆင်မောက်ပြီးတော့ဇက်စီဆိုတဲ့တွဲလုံးကြီးတစ်ခုတော့ပေါ့နော်စီးစီးမြတ်ကိုယ်လေးကစားတော့မှာအကုန်လုံးဒီပါကဒါဒိုင်ယာကနေပြန်နေတက်တာနေပြီးတော့ပြီးတော့အနီကက်တီကလည်းလွတ်နေရဖြစ်တဲ့အတွက်ကန်လို့ရတယ်နောက်ထပ်နောက်ပတ်ချမ်းမှာလည်းလက်ရှိနေတဲ့ဆန္ဒလာမင်းကိုပွဲထုတ်တော့မယ်ပွဲထုတ်တော့မယ်လို့ကြားနေရလဲဘယ်နဲ့ပွဲမှမသိဘူးဆိုတော့ဒီပွဲမှာမှစပြီးတော့ပွဲထုတ်ခြင်းလဲထုတ်လာနိုင်တယ်ပေါ့နော် အဲ့တော့ဘလို့ပဲဖြစ်ဖြစ်ပါမန်ချက်စတာယူနိုက်တက်နဲ့လက်ရှိဆန်ဒါလန်ကိုတလုံးတည်းရေတလုံးပြား20ရုံဂိုးပေါင်းကြီးနေတဲ့၃လုံးတည်းရေလောက်ထိပေါက်တယ်ဒါနိုင်ပါမလားနိုင်ဖို့လွယ်ပါမလားဟိဆိုရင်တော့စောင့်ကြည့်ရမှာပဲ ဟုတ်တယ်မလားကျွန်တော်တို့ရဲ့ငါတကောရင်အမော်ရင်မဟုတ်တဲ့ငါတကောရင်နေနဲ့ဘာတွေလုပ်မလဲဘလို့လုပ်မလဲကစားခွက်တွေကိုဘလို့ချိမ့်မလဲလက်ရှိမနေ့ကဆိုရင် Samuel Lehas အနေနဲ့တင်ထားတော့တွေ့ရပေါ့နော်ဒါ Samuel Lehas ကတိုင်းကအရင်မမြင်ဘူးဆိုပေမဲ့သူအနေနဲ့မနေ့ပြန်ကြရင်တော့ဒီလူစင်းနေပဲဖြစ်လာနိုင်မလားဆိုပြီးတော့အာသူအနေနဲ့ maybe tomorrow ဆိုပြီးပြောထားရှိရဲ maybe tomorrow ဆိုပြီးသူရဲ့ကစားကိုကိုကြည့်တော့သူအနေနဲ့နောက်ကကိုသမားအနေနဲ့ဆန္ဒလာမယ်ပြီးရင်ဒီဘက်ချက်မှာ Masrawi အလဲမှာ Euro delay နော်အဲလူချောနေတဲ့ခဏတော့ line အောက်တဲ့ Doku ဟောကချက်မှာ Maserati အလဲမှာ Casemiro Ugarte ထိပ်မှာက Bruno Fernandes နောက်တော့ခုညာအဲခုညာရဲ့ Ammo ရဲ့ Shaq ကိုရဲ့ပေါ့နော်အဲ့တော့အတိလိုပုံစံနေနဲ့ဒါပွဲထုတ်ထားတယ်သူအနေနဲ့ line ရခင်ပေးထားတာကိုတွေ့ရအဲ့တော့ maybe tomorrow လို့ပြောရဖြစ်တယ်ရဲ့ဒါဖြစ်ချင်လည်းဖြစ်လာမယ်ဖြစ်ချင်မှလည်းဖြစ်လာမယ်ဘလို့ပဲဖြစ်ဖြစ်ပါ Manchester United အနေနဲ့အဲနည်းနည်း positive sound တာတခုတော့ရှိရဗျာ ။ဘာလဲဆိုတော့လက်ရှိကျွန်တော်တတိထားမိရတလောက်ကတော့ပေါ့နော်။ဒီလိုနိုင်ငံတကာပွဲစဉ်တွေလာတော့မယ်။နိုင်ငံတကာပွဲစဉ်တွေကံကံနေပြီ။ပြောမယ်ဆိုရင်တော့ဒီပွဲပြီးရင်နောက်ထပ်တပတ်နှစ်ပတ်လောက်ဘာပွဲမှမရှိဘူးဟဲ့ဆိုရင်တော့ Manchester United ကအဲ့လိုပွဲမျိုးကြရင်နိုင်နိုင်မနိုင်တည်တော့ရတတ်တယ်။ဒါအရင်ရင်ရမှာမဟုတ်ဘူးနော်ဒီ Amorin လက်ထက်မှာကျွန်တော်တတိထားမိရသလောက်ဆိုရင်တော့မှပဲအတိလိုမျိုးဖြစ်တတ်တဲ့ပုံစံလေးတော့ရှိရဲဆိုတော့ဒီကနေ့ညပွဲစဉ်မှာ Corey နေနဲ့ ဒါနိုင်ချင်လဲနိုင်လာမယ်မနိုင်ဘူးလို့လည်းကန်ဒီကံမပြောလို့မရဘူးဗျာဘာလို့ဆိုတော့ဒီပွဲပြီး Amorin ထိုင်ကုန်ကတော်တော်လေးတိတိသားသားလှုပ်သွားမှဖြစ်တဲ့အတွက်ဒါထိုင်ကုန်မလုတ်ခင်အနေထားမှာတော့ Amorin နေနဲ့ပြုတ်ပြင်းပြောင်းလဲရည်လုတ်ဆရာရှိရတော့လုတ်အဲပြောင်းဆရာရှိပြောင်းပေါ့နော် Bruno Fernandes ကြီးရှေ့ပြန်ပို့တာတို့နောက်မှာ Ugarte Casemiro တွဲတာတို့ဒါမှမဟုတ် Ugarte Mainu တွဲတာတို့ Casemiro Mainu တွဲတာတို့လုတ်ချင်နေဆိုရင်လုတ်လို့ရတဲ့ဟာကြီးအများကြီးပါ လုတ်ကျင်စေရှိဖို့ပဲလိုတာပေါ့နော်အဲ့လိုမှမဟုတ်ပဲねငါစနစ်ကြီးကမှန်တယ်ငါဒီစနစ်ကြီးကအစင်ပြေးရဲ့ဘာညာဆိုပြီးအာနေ3-2-1 3-2-1ကမှားလားဆိုတော့လေမမှားဘူးအာစန်ဒါလန်လည်းစော့တာပဲခွန်စတယ်ပဲလီလည်းစော့တာပဲခွန်စတယ်ပဲလီဆိုရင်လက်ရှိနေနေမယ်စင်နှစ်တောင်ဖြစ်နေတာဘာညာစမာကလာပေါ့နော်ခွန်စတယ်ပဲလီခုတော့လက်ရှိနေနေစင်လေးပေါ့နော်ဘာညာစမာကလာပြောရည်ဆိုပေမဲ့မှန်နေ သူတို့က3လေးနှစ်တစ်ချင်းကစားကွက်ချင်းတူတယ်ဆော့ပုံဆော့ပေါက်ချင်းစင်နေဆိုပေမဲ့သူတို့ကဒီနေရာမှာ performance ပြရင်ပြရဲကောင် performance ပြရနေမှာပဲဒါလားငါတို့သိလို့ပြီလူချောကြီးလက်ဆန်တာဘက်မှာသွားထားတာမဟုတ် Bruno Fernandes ကြီး CM နေရ CM down down ဖြစ်လို့ central defensive midfielder ဆိုတဲ့နေရာကြီးမှာသွားထားတာမဟုတ်ဟုတ်လား AN နေရာမှာ attacking midfielder နေရာမှာဆောက်ရမ်းကောင်းတဲ့ကောင် second strike ကနေရာမှာဆောက်ရမ်းကောင်းတဲ့ကောင်ဆောက်ရမ်း performance ပြဆောက်ရမ်းနေဘောလုံးပံ့ပိုးပေးနိုင်ပါတယ်ကန်လဲကန်နိုင်တယ်ဖန်လဲဖန်ပြီးပေးနိုင်မှာဆိုတဲ့ကောင်ကြီးဟိုးဂုံးနဲ့အဝေးဆုံးနေရာမှာသွားဘကုန်းနဲ့တငင်အလုပ်ပို့ထားမှာတော့ဘာဖြစ်လာဘာမှဖြစ်မလာဘူးလေအဲ့တော့အဲ့ဘာမှဖြစ်မလာဘူးဆိုတဲ့ကိစ္စကလည်းဘာလို့ထားလဲဆိုတော့ရှင်းရှင်းလေးပဲ သူ့အတွေးကဒါသူ့အတွေးတင်မကဘူးပေါ့နော်ပြောမယ်ဆိုရင်ဒါကျွန်တော်တို့ရဲ့ alien တွေရောအနောက်မှာရှိနေကြတဲ့ခုနစာဂျင် regulate တွေရောအဒီကောင်တွေရဲ့အတွေးလေးပါမယ်။ဘာလဲဆိုတော့သူတို့တွေးတဲ့အချက်ကတခုလေးပဲ Bruno Fernandes အနေနဲ့လက်ရှိအနေနဲ့အသက်30ကျော်ပြီ။မကြာခင် Manchester United ကနေပြောင်းတော့မယ်။အဲ့တော့ Bruno Fernandes နေရာကိုအစားဖြေဖို့အနေနဲ့လက်ရှိ replacement ဒါလဲဖို့အတွက်ပေါ့နော်သူတို့ညနေမေဆင်မောက်ကိုလျှာထားထားတယ်မေဆင်မောက်ကိုလျှာထားထားတယ်ဖြစ်တဲ့အတွက် ဒီနေရာမှာအသားကျတော့အောင်ဘရူနိုဖာနန်နက်ရှိနေတဲ့အချိန်မှာမေဆီမောက်အသားကျသွားအောင်ဆိုပြီးမေဆီမောက်ကိုအဲ့ဒီနေရာမှာထားသုံးဖို့အတွက်နေရာပေးတယ်ဘရူနိုဖာနန်နက်ကိုနောက်ကိုတလိုင်းဆုပ်တယ်ငါတို့ခေါင်းကြီးရတယ်ဆုပ်ဆိုလဲသွားနေပေးတာပဲအနောက်မှာဆော့ဆိုလဲဆော့ပေးတာပဲပေါ့နော်အဲ့တော့ အမှန်တိုင်းပြောရရင်တော့သူကသူထွက်ပြီးတဲ့အချိန်ကျမှဝါဖြစ်ခါမှဖြစ်ကောဟုတ်လားနောက်ခါလားနောက်ခါစီပဲလက်ရှိဒီလိုပွဲပြုံးမှာသွားမယ်မေဘရူနိုဖာနန်ဒက်ကောင်းတဲ့နေရာမှာသွားဘရူနိုထွက်ပြီးတဲ့အချိန်ကျမှပဲမေဆင်မောက်ဒီနေရာမှာဝင်ဆောင်ကောင်းရင်လည်းကောင်းမယ်မကောင်းရင်လည်းမကောင်းဘူးဒါပေမဲ့ကောင်းတာမကောင်းတာတည်းမေဆင်မောက်ကအထီလောက်ထိညံ့တဲ့ကစားသမားတော့မဟုတ်ဘူးဒါပေမဲ့ဘရူနိုနဲ့တိတိတတ်တာကွာတဲ့တစ်ချက်ကဘရူနိုဖာနန်ဒက်ဆိုတာ injury prone မဟုတ် တိုင်းညာခဏခဏရရတဲ့ကစားတော့မှမဟုတ်ဘူးအဲ့တော့မေဒီဘွဲမှာပြောလဲလို့ရတော့နောက်ဘွဲမှာလည်းပြောလဲလို့ရနောက်ထပ်ဘွဲမှာလည်းပြောလဲလို့ရတယ်အဲ့ချီစွမ်းကတော့ကောင်းချင်တဲ့ဘွဲကောင်းမယ်မကောင်းချင်တဲ့ဘွဲမကောင်းဆိုမဲ့မေစင်မောက်တို့လိုမျိုးပေါ့နော်ကွင်းအပြင်မှာသွားဆိုပြစ်ထားတဲ့ကောင်းမျိုးမဟုတ်ဘူးအဲ့တော့မေစင်မောက်ဆိုတာလည်းအမှန်တမ်းပြောရင်ဘရူနိုရီပလေးမန်ဘရူမိုးနေရာကိုအစားဖြည့်ဖို့အနေနဲ့ညှော်လုံးလို့တော့မရဘူးဗျာပြောကြရင်တော့ဒီထက်ပိုပြီးကြံ့ခိုင်မှုပြီးွားတယ်ဒီထက်ပိုပြီးတော့ရုံနိုင်တယ်ဒီထက်ပိုပြီး carry ရှိတဲ့တက်လုံကောင်းတဲ့ကစားသမားတယောက်တော့ထပ်ပြီးလုံပါပဲ။ ဒါပေမဲ့လက်ရှိစာဂျင်ရက်ကလီတိုကတော့ဘရူနိုဖာနန်ဒက်နေရာကိုအတ္တိမေဆီမောက်ကိုထားခြင်းလို့ဘရူနိုဖာနန်ဒက်ကိုနောက်ပြန်ပို့ပြီးတော့ try နေရပါတော့။ try ပြီးတော့ဘာဖြစ်နေလဲဆိုတော့အကောင့်တိုင်ပတ်နေရဘရူနိုဖာနန်ဒက်တို့နဲ့သူအရှိပြန်ပို့လိုက်ဗျာ။အနောက်မှာကက်စမဲရိုမိုင်းနုဒါမှမဟုတ်ကက်စမဲရိုဥကာတေဥကာတေမိုင်းနုဘလို့ထားခြင်း။ဒါမှမဟုတ်နောက်ဆုံးလိုချင်ဦးကဇက်စီထည့်ကြည့်မယ်ဆိုဇက်စီပါပြစ်ထည့်လိုက်အောင်။ဟာဇက်စီပါပြစ်ထည့်လိုက်အောင်ဘရူနိုဖာနန်ဒက်သူ့နေရာသူထား။နော်ဒီအလဲမှာလက်ရှိနေတဲ့ကက်စမဲရိုနဲ့ဇက်စီတည်းတော့ မင်းအမြင်ပေါ်လာတဲ့ဘောလုံးတိုင်နိုင်တယ်ကောဟုတ်လားအဲ့လိုမျိုးတွေပါလှုပ်ချင်အောင်လှုပ်ပလိုက်ချင်လှုပ်လို့ရတယ်ဗျာဒါပေမဲ့ဘလုံးတို့ final leg ကြီးအနောက်ကိုပို့လာတော့သဘောမတူဘူးဘာလို့လဲဆိုတော့လက်ရှိ premier league ကအသင်းတွေနဲ့အသားကြတယ် premier league ရဲ့ league မှာလည်းဆော့နေတာနှစ်ကြာပြီဘယ်အသင်းကဘလို့ရှိတယ်ဘလို့ goal သွင်းမယ်ဆိုတဲ့ဟာကြီးကိုလုံးဝပြောမယ်ဆိုရင်ပေါ့နော်ဒါချင်းချင်းလဲရောက်တခြားကစားသမားတွေထက်ဆိုင်ပို့ပြီးတော့အတွေ့အကြုံရှိနေတယ် bruno fernandes လို့ goal လည်းသွင်းတတ်တယ်ဒါဗန်ဒီပေးပို့မှုလည်းရှိတဲ့ကောင်အနောက်ပို့ထားတာတော်တော်လေးနစ်နာတယ်။ဒီဂရင်းညမှာတော့ ြောင်းလာမလားမပြောင်းလာမလားတော့တစ်ချက်ကြည့်ရမယ်ခုနကျွန်တော်ပြောသူပဲကျွန်တော်တို့ရဲ့နီးပြကြီးလက်ရှိ MRE မဟုတ်တဲ့ငါးတကောရင်ငါတော့ပေါ့နော်ဒါနိုင်ငံတကာပွဲစဉ်တွေမလာခင်နိုင်တတ်တယ်ဆိုတော့ဒီကနေ့ညပွဲစဉ်မှာနိုင်ချင်တော့လဲနိုင်မယ်မနိုင်ဘူးဆိုရင်လည်းတမ်းပြီးပြုတ်ချင်လည်းပြုတ်သွားမှာပဲเนาะမနိုင်ဘူးဆိုရင်လည်းတမ်းပြီးပြုတ်ချင်လည်းပြုတ်သွားမှာပဲဒါမှမဟုတ်ဒီဘွဲမှာမပြုတ်ဘဲနဲ့နောက်ထပ်ကျွန်တော်14ရက်နောက်ပြန်လာတဲ့လဘာဘူးနဲ့ဘွဲချမ်းမှာပြုတ်တာလည်းဖြစ်ချင်ရင်ဖြစ်လာမှာပဲ ဘယ်လိုပဲဖြစ်ဖြစ်ပါလက်ရှိ Manchester United ပွဲဒီကနေ့ည7:00နာရီခွဲမှာရှိတယ်။ခင်ဗျားတို့ United နိုင်နေသည်ဖြစ်စေရှုံးနေသည်ဖြစ်စေကောင်းနေသည်ဖြစ်စေမကောင်းနေသည်ဖြစ်စေငါတို့ကတော့အမြဲတမ်း United ပွဲလာရင်ကြည်ကိုကြည်မှာဆိုတဲ့ဆိုရင်းနဲ့ဒီကနေ့ည7:00နာရီခွဲကြရင်ပြန်လည်ဆုံးတွေ့မယ်ငါတို့ကတော့မော်ယိုအဟိုကြီးထွက်မှဆိုရှယ်ကြီးထွက်မှတန်ဟန်ကြီးထွက်မှလက်ရှိအမော်ရင်းကြီးထွက်မှဘောလုံးဝဲကြည့်မယ်ဆိုတဲ့ဆိုရီကတော့ထွက်ပြီးတဲ့ချိန်ကျရင်ပြန်လာခဲ့ပေါ့နော်ပြီးရင်ချိန်တိုင်းပြန်ပြုတ်သွားမှာပဲဆိုတော့ကဲအဲ့တော့အားလုံးပဲစီးပါ ဒီကနေ့ည7:00နာရီခွဲကြရင်ကျွန်တော်မောင်နှွားဟင်းရဲ့ကိုဟင်း United ပွဲ13ဆိုတဲ့ Facebook group နဲ့အနဝါဟင်းဆိုတဲ့ APP နဲ့အနဝါဟင်းဆိုတဲ့ YouTube channel မှာပြန်လည်ဆောင်တွေ့ပါမယ်။ See you ပါ။